ဈေးကောင်းရရင်မာတင်နလီကိုရောင်းထုတ်သွားတော့မယ်အာဆင်နယ်ဘယ်ဈေးရရင်ရောင်းတင်လဲဘယ်လိုမှမအောင်မဲမိလားများအာဆင်နယ်လမ်းချမ်းဟတ်ကနေပြီးတော့ကြိုးစားပါရင်အရင်ဆုံးအမှန်တရားတစ်ခုကိုပြောရမယ်အာဒီတာခင်မာအာဆင်နယ်ဟာချစ်တယ်ဆိုရင်မတားဘူးအသင်းကောင်းချင်းရောင်းရရမယ်ဆိုရင်မူကိုလက်ကင်ထားတယ်ဆိုတာအားလုံးလည်းသိပဲဖြစ်ပါလိမ့်မယ်ပြင်းရတဲ့နေတော့ကစားမဝယ်ယူမှုကနေကုန်ကြမ်းဆိတ်ကတော်လေးများခဲ့တာကြောင့်ဒီလာမယ့်အပြောင်းရှိမှာတော့အဲ့လိုမျိုးထပ်ထုတ်ဖို့အဆင်မပြေတော့ပါဘူး FFP ကိုမကျော်ဖို့အရင်နေ့လဲဖန်တီးရဖို့ဖြစ်လာခဲ့ပါရင်ဒါကြောင့် poor profit ရမယ့် academy ထွက်ကစားသမားတွေတွေကဖြစ်ဖြစ် ဒါမှမဟုတ်လက်ရှိစီနီယာကစားမတွေကအားကိုးလို့တိပင်းအဆင်ပြေတော့တဲ့သူမျိုးပဲဖြစ်ဖြစ်ရောင်းထုတ်သွားဖို့အတွက်အာဆင်နယ်ကစဉ်းစားထားပါတယ်။ဒီအတွက်မာဒီနလီကရောင်းထုတ်မဲ့လူစင်းထဲမှာထိတ်ဆုံးကနေပါဝင်နေခဲ့ပဲပါတယ်။မာဒီနလီဟာ2019ခုနှစ်မှာဘရာဇီးကနေပေါင်၆သန်းနဲ့ရောက်ရှိလာခဲ့တယ်။သူကအသက်23နှစ်တာရှိသေးပြီးအနာဂတ်မှာပိုမိုကောင်းမွန်လာနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်ခြေတော့ရှိနေပါတယ်။ဒါပေမဲ့ထိရောက်တဲ့ကြိုးစားအားထုတ်မှုမျိုးတွေမလုပ်နိုင်ဘူးလို့အာဒီရာဘက်ကခန့်စားနေရပါတယ်။ဒီနေ့မှာမှမာတင်နယ်လီကဒီလောက်ထိခြေစွမ်းကောင်းနေပြသလာနိုင်တာဖြစ်ပြီးဒီမတိုင်ခင်အထိတော်သူ့ရဲ့ခြေစွမ်းကတနည်းရွှေတနည်းမွေလို့ပြောလို့ခက်ပါတယ် အာဆင်နယ်အနေနဲ့မာတီနယ်လီကိုရောင်းချမယ်ဆိုရင်ပေါင်တန်း60လောက်ရနိုင်ပါတယ်။အတင်းရဲ့ဗန်နိုင်းဆိုင်ရာ PR တွေကိုရှော့ချနိုင်မယ်။အာဒီတာသွားချင်နေတဲ့လမ်းစဉ်ကို PPP ပြင်ပေါ်ဆောင်ပေးနိုင်မယ်ကစားသမားတွေကိုခေါ်ယူဖို့အခြေအနေပေးလာနိုင်ပါတယ်။ဒါကြောင့်လာမယ့်အပြောင်းရွှေ့ကာလတွေမှာမာတီနယ်လီအတွက်ကမ်းလှမ်းမှုတွေရှိလာခဲ့ရင်အာဆင်နယ်ဘက်ကလက်ခံစဉ်းစားသွားမှာဖြစ်ပြီးမျှော်မှန်းထားတဲ့ပြောင်းရွှေ့ခြင်းပမာဏအတိုင်းရရှိနိုင်မယ်ဆိုရင်တေချာပေါက်ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကတော့ဈေးကောင်းရင်ရောင်းမယ်ဆိုတာမှန်ပေမဲ့လည်းအဖြစ်နေရောင်းမယ်ဆိုတာတော့မဟုတ်သေးဘူးလို့မြင်ပါတယ်။ မာတင်နလီကအခုနှစ်ထဲမှာပို့ပြီးတော့အလုပ်ကျိုးစားလာတယ်ပို့ပြီးတော့ချိန်ဆွမ်းပြလာတယ်ဒါကြောင့်အာဆင်နယ်အနေနဲ့သူ့ကိုအသင်းမှာဆက်ပေးထားအောင်မယ်ဆိုရင်လည်းအကျိုးမရောက်ပါဘူးအခုပုံစံတိုင်းလူစားဝယ်ကစားသမားတယောက်အနေနဲ့အသင်းအတွက်ပို့ပြီးတော့ effective ဖြစ်အောင်သူစွမ်းဆောင်ပြနိုင်ပါလိမ့်မယ်နောက်ပြီးသူ့ကိုရောင်းလိုက်ပြီးရင်ရောဘသူနဲ့အစားထိုးမှလည်းအပြောင်းရှေ့ဈေးကွက်ထဲမှာကစားမားတွေအများကြီးရှိရယ်ဆိုပေမယ့်မာတင်နလီလိုအသင်းနဲ့အသားချပေးသူအသင်းရဲ့ယဉ်ကျေးမှုကိုနားလည်ထားသူလိုမျိုးအသင်းကိုအချိန်တိုးအတွင်းအကျိုးပြုနိုင်ပါမလားဆိုတာကလည်းစဉ်းစားကြရှိပါတယ် ဒါကြောင့်မာဒီနယ်လီကိုရောင်းချမယ်ဆိုရင်အနည်းဆုံးပေါင်တန်း80လောက်ရမှထုတ်ရောင်းတင်တယ်လို့မြင်မိပါတယ်။မာဒီနယ်လီပြီးရင်စောင့်ကြည့်ရမယ့်ကစားသမားကတော့ဘန်ဝိုက်ဖြစ်ပါတယ်။သူ့ရဲ့အခြေအနေတွေကတော့2028မှာအကုန်ဆုံးပဲ။အသင်းအတွက်အားကိုးရတဲ့အထူးကနောက်ခံလို့ဆင်းနေမှာပါဝင်နေ။ဒါပေမဲ့အာဆင်နယ်ရဲ့အစီအစဉ်ရောအသင်းရဲ့ရေရှည်စီမံကိန်းထဲမှာပါဝင်တဲ့ကစားသမားတစ်ယောက်ကိုစာချုပ်တရံပြေကန်ဒီမှာထက်စောစီတီစာချုပ်တရံတိုးဖို့လုပ်ပါရင်ဒါကြောင့်ဘန်ဝိုက်ကိုလည်းဒီနွေမှာနောက်ဆုံးထားပြီးစာချုပ်တရံတိုးဖို့ကိစ္စစဉ်းစားသွားဖို့ရှိပါတယ်။ဒါမျိုးဖြစ်မလာဘူးဆိုရင်တော့ဘန်ဝိုက်ကိုလည်းအာဆင်နယ်ကအယောင်ဆင်းထဲမှာထည့်ထားလိုက်နိုင်ပါတယ်။ အာဆန်နယ်ရဲ့ဒီဆုံးဖြတ်ချက်တွေအားရင်းရှင်းပြွာတစ်ခုရဲ့အစိပ်ပိုင်းနေဖြစ်နိုင်ပါတယ်။ငွေရတဲ့ကစားသမားတွေကိုယင်းနှမြုံနေပြီးဈေးကောင်းရချိန်မှာရောင်းချတယ်။အချိန်နဲ့တပြေးညီပြောင်းလဲနေတဲ့အသင်းဖွဲ့အစည်းပုံနဲ့ကိုက်ညီအောင်ပြင်ဆင်နေ။ FFB စီးမင်းနေနဲ့ညီညွတ်အောင်ထိန်းသိမ်းနေဆိုတဲ့အာဆန်နယ်သွားနေတဲ့လမ်းကြောင်းကိုတွေ့ရပါတယ်။အာဆန်နယ်ပရိသတ်တွေရဲ့တုံ့ပြန်မှုကတော့ရောထွေးနေပါတယ်။မာတင်နယ်လီကိုပရိသတ်တွေကချစ်ကြတယ်။ဒါပေမဲ့တော်တော်များများကတော့အသင်းရဲ့အကျိုးစီးပွားကိုဦးစားပေးရမယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်အာဒီဒါရဲ့အဆုံးဖြတ်ချက်ကိုလက်ခံပေးဖို့လည်းအဆင်သင့်ပြင်ထားကြတယ်။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲ။မာတင်နယ်လီကိုဈေးကောင်းရရင်ရောင်းထုတ်လိုက်တဲ့နယ်လို့ထင်လား။ ပြောပြသွားခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ